Facebook တင်ထောင်သူလက်ရှိမီတာကော်မတီရဲ့အကြီးအကဲမတ်စုကဘက်ကိုလုပ်ငန်းလဝက်ကြီးအုပ်မှုဆိုင်ရာဆွဆွဲခံရမှုတရားရုံးမှာအစစ်ဆေးခံရတယ်လို့သိရပါတယ် Facebook ရဲ့မီတာကော်မတီကိုတီထောင်သူနဲ့စုံဦးတီထွင်သူ နောက်ပြီးတော့အကြီးအကဲဖြစ်သူမတ်စုကပတ်ဟာလုပ်ငန်းလဝကြီးအုပ်မှုဆိုင်ရာတရားစွဲဆိုခံထားမှုတွေတင်းနယ်လာနေမှာတရားရုံးကိုလာရောက်စစ်ဆီးခင်ရပါလေဒီမှုဟာအမေရိကန်သမိုင်းတစ်လျှောက်ထင်ရှားတဲ့မှုတစ်ခုလည်းဖြစ်ပါလေ Instagram နဲ့ WhatsApp တို့လိုမတာကမဝယ်ယူမီနဲ့ပြိုင်ဘက်တွေမှာဖြစ်ခင်ကာလာတော့ကမီတာဟာဈေးကွက်မှာသူ့ရဲ့အာဏာကိုလွဲသုံးစားလုပ်ဝယ်ယူခဲ့တယ်လို့ဆွဆွဲခံထားပါလေမတာဟာပြိုင်ဘက်လို့ ူတို့တတ်မှတ်ထားတဲ့လုပ်ငန်းတွေကိုရှင်ပြိုင်မှုမျိုးမျိုးနဲ့ချိန်ချောက်ခဲ့တယ်လို့ Federal Consumer Commission FTC ရှင်းနေတွေကဆွဆွဲထားပါတယ်2017ကပေးပို့ခဲ့တဲ့ Facebook ရုံးတွင်း email တခုကို Zuckerberg ကပြရပါအဲ့ဒီ email ထဲမှာ Instagram က smartphone တွေမှာရဟန်းနာမည်ကြီးနေပြီး Facebook ပေးထားတဲ့လုံဆောင်ချက်တွေကိုအလွယ်တကူကူးယူနိုင်တယ်လို့သတိပေးထားပါတယ် ။ Now 2012တုန်းကလည်း Instagram ကိုဝယ်ဖို့လို့တုန်းက email တစ်ခုမှာ Facebook ကသူ့ရဲ့ဝန်ဆောင်မှုတွေကိုတိုးတက်အောင်လုပ်နေချိန် Instagram app ကိုဘာမှမလုပ်ဘဲဒီတိုင်းဆက်ထားဖို့ပြောခဲ့ပါလေ။ဒီလိုလို Instagram ကို ပိတ်လိုက်တဲ့အခါအသုံးပြုသူတွေစိတ်မဆိုးအောင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။စကားဘက်ကတော့ဒီလို email တွေဟာအဲ့ဒီပြန်လည်ပြောဆိုမှုတွေဟာ Instagram ကိုဝယ်ဖို့အစီအစဉ်တွေမဖြစ်လာခင်ကကိစ္စတွေသာဖြစ်ကြောင်းခြေပေါက်ပါတယ်။ တမရထရန့်ဆိုရအာနာရလာတဲ့အခါနီးပညာကော်မတီကြီးတွေပေါ်လဝက်ကြီးအုံမှုဥပဒေနဲ့အရေးယူတာကိုရှော့ပေးလိုက်မယ်လို့စကားပတ်မျှော်လင့်ချက်တွေကအခုတရားဆွဲဆိုမှုကြောင့်ပြည့်ပြည့်သွားစေပါတယ်။စကားဘက်ကတော့ခိုင်းစီကမျှော်လင့်ချက်များရမလားဆိုပြီးဒေါ်လာတစ်သန်းတောင်မှတွားလှူခါပါသေးတယ်။ အခုတရားဆက်ဆိုမှုကစကားပတ်အနေနဲ့ Instagram နဲ့ WhatsApp ကိုပြန်ရောင်းခိုင်းတာမျိုးတော့မှဖြစ်လာနိုင်ပါလေ။အဲ့ဒီ application တွေကလည်း Meta ကဝယ်ယူပြီးနောက်မှာကမ္ဘာထိပ်တန်း app တွေဖြစ်လာပါတယ်။ Meta ရှင်းနေ Mark Hansen ကဝယ်ယူလိုက်တဲ့ company ကို တိုးတက်အောင် လုပ်ဖို့နဲ့ကြီးမားအောင်လုပ်ဖို့ကဒါလေးကပန်ရှင်ရဲ့ဆောင်ရွက်ချက်တွေပါ။ပန်ရှင်မှာပဲမူတည်တယ်လေ။ဒီလုပ်ငန်းတွေကိုပြောင်းဖြစ်လာမှာမဟုတ်တာ။ ဒီလိုမျိုးလုပ်ငန်းကြီးပွားတိုးတက်အောင်လုပ်ဖို့လောက်တာကအမေရိကန်မှာတရားမဝင်ဘူးလို့မဆိုနိုင်ပါဘူး Facebook လည်းအဲ့ဒီလိုပဲလုပ်ခဲ့တာလို့ခုခံချေပါပါတယ်ခုမှုကို2020ခုနှစ်ဒီဇင်ဘာလက Trump ရဲ့ပထမကြိမ်အစိုးရတက်တန်းတော့ကတိုင်ကြားခံခဲ့ရတာဖြစ်ပြီး Joe Biden လက်ထက်မှာတော့ဒီတိုင်းထားခဲ့ပါတယ်အခုခံမှာတော့စကားပတ်အနေနဲ့သူ့အမှုကိုပယ်ဖျက်ပေးဖို့ FTC ကိုတောင်းဆိုမလားဆိုတာလည်းစောင့်ကြည့်နေပါတယ် ဇူကာဘက်အနေနဲ့အခုမှုကိုဆက်လက်တရားမရင်ဆိုင်ပဲညှိနှိုင်းဆုံးသက်နိုင်မှုအဖြစ်တော်ကိုအချိန်ချင်းအခေါ်အခါကတွားခဲ့ပါသေးတယ်။ခန့်ကိုစီယုံမှုတစ်စိမ့်တစ်ပိုင်းအနေနဲ့ဇူကာဘက်ဟာထရန့်ရဲ့ကျန်သစ္စာကျင်းစုပွဲရံပုံကိုထဲဝင်လှူဒန်းခဲ့ပါတယ်။မီတာရဲ့မူဝါဒတွေကိုလည်းပြင်ပြောင်းလိုက်ခဲ့ပါတယ်။ခန့်ရဲ့ Facebook အကောင့်ကိုလည်းပြန်ဖွင့်ပေးခဲ့ရပါတယ်။သူကဝါရှင်တန်မှာဒေါ်လာ23သန်းသန်းအင်ဂျီတလုံးကိုလည်းဝယ်ယူခဲ့တာဟာ နိုင်ငံရေးအာဏာရဲ့ဗဟုချက်နဲ့ပုံမှန်နီးကပ်စွာနေထိုင်မှုကျိုးပန့်မှုတို့လည်းမြင်နေကြပါတယ်။